မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စနစ်စက်သိန်းခံရောက်လာပြီဆိုတဲ့ဆောင်းပါးတင်ဆက်ပေးပါမယ်မြမငလင်ကစစ်ပေးတံတင်တဲ့နိုင်ငံကိုပြက်စီးစေခဲ့တဲ့ဒါပေမဲ့ကဲရဲရှုံချခံရတဲ့စစ်ကောင်းဆောင်တွေအတွက်အခွင့်အလမ်းတွေကိုယူဆောင်လာတယ်မြင်းငလင်တွေကမိမိတို့ချစ်ခင်ရသူ အင်ယာများနဲ့အတံမွေးဝမ်းကြောင်းအလုတ်ကံများဆုံးရှုံးခဲ့ရသူတွေအတွက်ဆိုးရွားလွန်းလာတော့လေအာနာကိုစုပ်ကင်ထားတဲ့ဆရာနာရှင်များအတွက်အဲ့လိုတော့ BNR တွေကသူတို့အတွက်အခွင့်အလမ်းတွေကိုစောင့်ကျဉ်လာနိုင်နေမြန်မာဆရာနာရှင်တွေကလွန်ခဲ့တဲ့လေးနှစ်တာကာလအတွင်းနိုင်ငံအတွင်းရက်ဆက်ကြမ်းကြုတ်တဲ့ပြည်တွင်းစစ်ကိုဆင်နွှဲနေပြီးနိုင်ငံတော်မှာစစ်ကြောင်းများဆေးလုတ်ကသွေးထွက်တန်ရိုးတောင်းကျမှုများရွာများကိုပုံကျခြင်းဒေသခံများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ခြင်းအတိုက်ခံများကိုဖမ်းဆီးထောင်ချခြင်းနဲ့လူငယ်များကိုစစ်တပ်တွေကိုအတင်းအကျပ်ဝန်ခိုင်းစေခြင်းများပြုလုပ်ခဲ့ပါတယ် ီစေစိုးရကဒီမိုကရေစီနီးကြားရွေးကောက်တင်မြှောက်ထားတဲ့ဒေါအောင်ဆန်းစုကြည်အစိုးရကိုဖြုတ်ချပြီးသူ့ကိုယ်သူခေါင်းဆောင်ဖြစ်တင်မြှောက်ခဲ့တဲ့အတွက်ကြေကြေပြန်ပြန်ရှုတ်ချခံနေရတဲ့တက်မတော်အကြီးကဦးဆောင်နေဒါပေမဲ့တခြားသောဆန္ဒပြင်ပြတဲ့အင်အားရှိတဲ့သူတွေတောင်မှဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့အုပ်ချုပ်မှုကမရေရာလားသူနဲ့သူ့ရဲ့ခရိုနီတွေကိုနိုင်ငံတကာကပိတ်ဆို့ရည်ယူမှုတွေခံရပြီးစီးပွားရေးကများစွာယူရင်းဆုံးယုတ်သွားကသူ့ရဲ့စစ်တပ်ကဆုံးဖြတ်ချက်ခိုင်မာတဲ့ကုကံစင်ကြောင့်ရှေ့တန်းနေမြေအများပြားကိုဆွတ်လွှတ်ပေးခဲ့ရပြီးတိတိတသာနေမြေများဆုံးရှုံး ုံနေကြရတယ်။ အထုသောဖော်ပြချက်တွေမှာသူကနိုင်ငံရဲ့30ရာခိုင်နှုန်းကိုသာထိန်းချုပ်နိုင်တော့တယ်လို့ဆိုတယ်။ဒါပေမဲ့မလ28ရက်မှာမြန်မာနိုင်ငံအလဲပိုင်းမှာ Rista Sake 9.9အဆင့်ရှိငလင်လောက်ခတ်ခဲ့ရာလူပေါင်း3900ကျော်ထိဆုံးခဲ့ပြီးအပြန့်အစည်းများကြေကြေပြန့်ပြန့်ဖြစ်ပွားလာတဲ့အခါမှာဗိုလ်ချုပ်ကြီးကနိုင်ငံတကာမှအကူအညီပေးဖို့ရှာရှာပါပါအတနာခံတောင်းဆိုခဲ့ပြီးလင်မြန်စွာ၎င်းရဲ့အနေအထားကိုမြင့်တင်ဖို့ကြိုးစားခဲ့တယ်။မြန်မာနိုင်ငံကဒေသတွင်ထိတွေ့ဆက်ဆံမှုနဲ့ရွေးကောက်ပွဲတရားဝင်မှုအတွက်မြင်းငလင်ကိုအတုံးချနေပါတယ်လူသား ားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံအတည်ကြားရမှုကသူ့ကိုကာလအတန်ကြာပိတ်ထားတဲ့လမ်းကြောင်းတွေကိုဖွင့်ပေးဖို့အခွင့်အရေးတွေပေးခဲ့တယ်လို့ကော်နယ်တက်ကတူမှနိုင်ငံရေးသိပ်ပံ PhD ကျောင်းသားဦးကျော်စန်းလိုင်းကပြောပါတယ်။အဆိုပါလမ်းဖွင့်သွားမှုမှာရခိုင်လာကဆယ်စုရခေါင်းဆောင်နဲ့လက်ရှိအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံလက်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်တို့အကြားမျက်နှာချင်းဆိုင်တွေ့ဆုံနိုင်ခွင့်ကိုရရှိခဲ့တယ်။လက်ရှိအာနာသိမ်းပြီးကလေးကမြန်မာနဲ့အဆင်မြင့်ဆွေးနွေးမှုတွေကိုဒေတာရင်း အစုအဖွဲ့မှရှောင်ရှားခဲ့ပြီးစင်အစိုးရကိုတရားဝင်မဖြစ်အောင်ရှောင်ရှားခဲ့တယ်။ထိုင်းမျိုးတော်ဘဏ်ကမှတွေးဆောင်ခဲ့ပြီးရဲ့နောက်အန်ဝါကဗိုလ်ချုပ်ကြီးနဲ့ပို့ပွင့်လေးနဲ့ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပြီးငလင်တန်တဲ့ရဲရွာများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီနဲ့အဲ့ဒီကူညီတွေကိုပေးပို့ရမှာလွယ်ကူချုံးမွေ့စေဖို့စစ်တပ်ကကြီးညာထားတဲ့အပြစ်ခတ်ရဲစင်အတွက်တက်တန်းတူကြီးပေါ်မှာအာရုံစိုက်ထားတယ်လို့ပြောပါရတယ်။မင်းရောင်လိုင်းအတွက်ကတော့အခုအချိန်ခါမှာဒေသဆိုင်ရာတရားဝင်မှုကိုတောင်အာမခံနိုင်နေဆိုတဲ့နိုင်ငံရေးအုပ်မြစ်ကိုချထားတယ်။ကြီးစံဒီမိုကရေစီကောင်းဆောင်များနဲ့ ီပားရောက်ဖွဲ့များကိုစပွဲဝိုင်းမှာဖယ်ထားပြီးအိန်းနီးချင်းနိုင်ငံတွေကငါ့ကိုဆွေးနွေးနိုင်တဲ့ရှင်ကြည်ချက်တွေရှိကြတယ်ဆိုတဲ့အကြောင်းပြချက်ကိုရခဲ့တယ်လို့ဦးကျော်စန်းလိုင်းကဆိုပါတယ်။ ရွေးကောက်ပွဲမြင်ကွင်းအခုအချိန်ကမြန်မာဆရာနာရှင်နေနဲ့တွဲဆုံဆွေးနွေးဖို့နဲ့ငင်းချမ်းအတွက်တွန်းအားပေးနိုင်ဖို့နိုင်ငံများအတွက်အချိန်တန်ပြီလို့အချို့ကဆိုပါတယ်။လေးနှစ်ကြာဆက်ပွဲကတိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့တိုက်ပွဲများကြောင့်လူသုံးသန်းလောက်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပြီးအခုညီလိုနေတဲ့ပြည်သူများအတွက်ငလင်လောက်ခတ်မှုကအနည်းဆုံးလူသန်း20ခန်းကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲကိုပုံမနဲ့ဆိုင်စေခဲ့တယ်။အဓိကဆုံးရင်တာကလူသားချင်းစာနာထောက်ထားမှုအခြေအနေပါတခါတလေမှာဒီလိုအကြက်တဲတွေကြုံလာတဲ့အခါအင်အားစုအလုံးစုပေါင်းပြီးပြည်သူတွေရဲ့အကျိုးစီးပွားက ကိုတွေးစားဖို့အခွင့်အရေးတစ်ခုအနေနဲ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့ထိုင်းနိုင်ငံရဲ့နိုင်ငံသား၏လက်ထောက်နိုင်ငံသား၏ဝင်ကြီးစီဟာဇက်ဖန်ကတ်ကော်ကပြောကြားခဲ့ပါတယ်။မကြသေးမီလာတွေမှာမြန်မာနိုင်ငံကဇက်တိုင်းနိုင်ငံတကာတန်တမန်ကြီးရဆက်ဆံမှုတွေအကြမ်းမှပျော်မွေ့ကြီးနေနေခဲ့တဲ့ငလီရဲ့အပြက်စီတွေမှာရှုံလောင်းတွေကိုဆက်လက်ဆွဲထုတ်နေရဆဲဖြစ်တဲ့အချိန်မှာဗိုလ်ချုပ်ကြီးကဘန်ကောက်မှာကျင်းပတဲ့ဒေသဆိုင်ရာစည်းဝေးပြပမှာအိန္ဒိယဝင်ကြီးချုပ်နရန်ဒရာမိုဒီနဲ့လက်ဆွဲနှုတ်ဆက်ခဲ့တဲ့လူ့ခွင့်ရေးဖွဲ့ရင်းနဲ့အရှက်ဖက်ဖွဲ့စည်းနေကဘင်းစတတ်ထိပ်တည်အစည်းအဝေးမှာသူရ ောက်ရှိနေခြင်းကစစ်ရာဇဝင်ကောင်ကိုတရားဝင်မှုကိုငှားယမ်းပေးရလိုက်ခြင်းဖြစ်ကြောင်းဝေဖန်ပြောကြားတယ်။ BNI ရဲ့ကယ်ဆယ်ရေးအတွက်အထောက်အကူဖြစ်စေဖို့တည်ထောင်ထားတဲ့နိုင်ငံတွဲဆောင်မှုမှာအိန္ဒိယကအားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုပြုလုပ်ဖို့စင်စိုးရကိုတိုက်တွန်းပေးဖို့နဲ့ပဋိပက္ခအတွက်စည်ရင်းအရာဖြေရှာနိုင်မှာမဟုတ်ကြောင်းအလေးပေးထားကြောင်းပြောကြားခဲ့တယ်။မင်းအောင်လိုင်းရဲ့ကာလကြာရှိမဟာမိတ်နဲ့ဖြစ်အတီကလက်နက်တင်သွင်းသူလည်းဖြစ်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့မင်းအောင်လိုင်းရဲ့ရုရှားနိုင်ငံကိုနိုင်ငံတော်ခီးစင်အပြီးတလာကြမှာအိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုထွက်ပေါ်လာတာဖြစ်တဲ့ ။စေအစိုးရခေါင်းဆောင်အတွက်အဲ့ဒီအရာအလုံးတွေပြည်ရင်းတရားဝင်မှုကသူ့အစိုးရကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အဓိကတော့ချက်ဖြစ်တယ်။အခုနှစ်နောက်ပိုင်းမှာကျင်းပဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲအတွက်ဒေသဆိုင်ရာပံ့ပိုးကူညီမှုကအဲ့ဒီလှုပ်ဆောင်မှုကိုအာမခံဖို့ပထမခြေလှမ်းဖြစ်တယ်။အာနာသိမ်းပြီးကလေးကမင်းအောင်လိုင်ကရွှေကောက်ပွဲလုပ်ပေးမှဖြစ်ကြောင်းအချင်းချင်းကတိပေးခဲ့တယ်။ဒါပေမဲ့ပြည်ပရောက်နေတဲ့ဓမ္မမဟုတ်အချင်းကြနေတဲ့ဒီမိုကရေစီအင်အားစုအများစုမှာဒေါအောင်ဆန်းစုကြည်ရဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုဖျက်သိမ်းခံထားခြင်းနဲ့ပြည်သူများကိုစစ်တပ်ကကြဲကြဲပြန့်ပြန့်နဲ့ဖိနှိပ် င်းမှုတွေကြောင်းအခုလိုမဲ့ပေးခြင်းကလွတ်လပ်ပြီးတရားမျှတမှာမဟုတ်လို့အကဲခတ်တွေကဆိုပါတယ်။မင်းအောင်လိုင်းရဲ့မက်လာမှာဥရောပရဲ့နောက်ဆုံးအာဏာရှင်စနစ်ဖြစ်တဲ့ဘယ်လာရုစ်နိုင်ငံကိုရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေအဖြစ်ဖိတ်ကြားချက်က၎င်းတို့ရဲ့တတိထားစရာအချက်ဖြစ်အထင်ရှားတွေ့ရတယ်။ရွေးကောက်ပွဲကိုရှုံချင်းလက်ခံနိုင်ဖို့ဆိုရင်အားလုံးပါဝင်တဲ့တွဲဆောင်ဆွေးနွေးမှုတွေလုပ်ရမယ်လို့အာရှငင်းချင်ရင်းနဲ့ပြန်လည်တည်မြဲရင်ကောင်စီရဲ့အထွေထွေအတွင်ရမှုဖြစ်တဲ့စီဟာဆက်စကပြောကြားခဲ့ပါတယ်။ဒါဟာ၃၀တလောင်၃ဘိုးချက်လက်မှတ်အလို့တစ်ခုကိုပေးလိုက်တာမဟုတ်ဘူးလို့၎င်းက ဆက်ပြောနေဒါဟာကျွန်တော်တို့ကထိတွေ့ဆက်ဆံဖို့အခွင့်အလမ်းတစ်ခုပဲဒါပေမဲ့ဒီလိုထိတွေ့ဆက်ဆံတာကတရားဝင်မှုကိုအတိမတ်ပြုတယ်ဆိုတဲ့နိလန့်နဲ့ထိတွေ့ဆက်ဆံခြင်းမျိုးမဟုတ်ပင်သူတို့ကလိုင်ရောလက်ခံပြီးတဲ့အတွက်သဘောကျလေးစားတယ်ဆိုတဲ့တုံ့ပြန်မှုမှာပဲလို့ဆိုပါတယ်အကြမ်းဖက်မှုရက်တန့်ရင်အကဲခတ်တချို့ကစစ်တပ်ရဲ့တမိုင်းမှာရှည်ရက်ဆက်ဆက်ကြမ်းကြုတ်မှုတွေကိုဖုံးကွယ်ထားတယ်လိညာထားတယ်ဂတိကဝတ်တင်နဲ့ပြည့်နှက်နေတဲ့အတွက်စစ်အစိုးရကိုလိုင်ရောပေးဖို့မယုံကြည်နိုင်လို့ဆိုကြပါတယ်မလေးရှားနိုင်ငံမှာအန်ဝါကငလင်တန်တင်ရက်ရွာတွေကိုကူညီဖို့စစ်တပ် 我别看也三万多 တရားဟောနေချိန်မှာစစ်အစိုးရကထောက်ပံ့ကူညီမှုတွေကိုကန့်သတ်ထားပြီးအရက်သားဒါဇင်ပေါင်းများစွာတည်ဆောင်းခဲ့ရတယ်လို့သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုက်ခံနေမြေများမှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့အထည်ပြောင်းများတဲ့စစ်စင်ရေးတွေအရှိန်မြင့်လျက်ရှိပါတယ်။တန်တမန်ဆက်ဆံရေးကိုပုံမှန်ဖြစ်စေဖို့နဲ့၎င်းရဲ့အာဏာရှင်အုပ်ချုပ်မှုကိုခိုင်ခံ့စေဖို့အတွက်စစ်တပ်ကပုံမှုများပြားတဲ့ထိတွေ့ဆက်ဆံမှုတွေကိုအသုံးပြုမယ်လို့လေလာသုံးသပ်သူတွေကတတိပေးပါတယ်။အနီရောင်စည်းမျဉ်းလိုင်းတွေမပါဘဲမကောင်းဆိုးဝါးနဲ့စိစက် ညှိနှိုင်းရင်ဒါကရှုပ်ထွေးမှုပဲလို့လွတ်လပ်တဲ့လေးလာတောင်တက်သူနဲ့အရှိတောင်အာရှအမျိုးသမီးငြိမ်းချမ်းရေးစိတ်ဆက်ညှိနှိုင်းရင်ကွန်ရက်ဖွဲ့ အက်ဒလီနာကာမဲကပြောကြားခဲ့ပါတယ်နိုင်ငံတကာအတိုင်းဝိုင်းတွေအတွက်ရွေးကောက်ပွဲတွေကဒီမိုကရေစီအသွင်ကွန်ပြမှုအဖြစ်ထင်ရောက်ထင်မှားဖြစ်စေမယ့်စစ်တပ်ရဲ့စင်မြင့်ပေါ်မှာလှည့်ပြားခံရမယ့်အန္တရာယ်များရှိနေရလို့ကာမဲမှသတိပေးစကားပြောကြားခဲ့ပါတယ်2008ခုနှစ်မှာအင်အားကြီးနာခင်မောင်နိုင်ကြောင့်တိုင်းပြည်ရဲ့နေရာနှံ့ပြပျက်စီးသွားတဲ့အခါအဲ့ဒီအချိန်ကစစ်အစိုးရကအရှက်သားတပိုင်အစိုးရအတွက်လမ်းခင်းပေးတဲ့ပုံစံအခြေခံဥပဒေစံနာခံယူပွဲတရက်ကိုတွန်းအားပေးခဲ့ပြီးတိုင်းပြည်ရဲ့နိုင်ငံရေးပေါ်စစ်တပ်ရဲ့ဩဇာလွှမ်းမိုးမှုခိုင်ခံ့စေခဲ့တယ်။ ်စစ်တပ်ကရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတင်ရနိုင်ငံတော်အေးချမ်းတာယာရင်နဲ့ဖွံ့ဖြိုးရေးကောင်စီလို့ခေါ်တဲ့စစ်အစိုးရကကျင်းပတဲ့2010ရွှေကောက်ပွဲကိုအတူရောင်ရွှေကောက်ပွဲဖြစ်ကြဲကြဲပြန်ပြန်မှတ်ယူခဲ့ကြတယ်။ဒီကနေ့အစိုးရက၎င်းရဲ့နိုင်ငံရေးအခမ်းကဏ္ဍကိုအခိုင်အမာရပ်တည်ဖို့နာအဖားရဲ့ပြဆက်စာအုပ်မှာလှုပ်ဆောင်ချက်တွေအတိုင်းကူးယူနေကြောင်း ISES Shoes of အင်ဟန်အင်စတီကျူမှာမြမလီလာမှုအစီအစဉ်ညှိနှိုင်းရေးမှုမိုးသူစာကပြောပါတယ်မြမပြည်သူတွေကရွှေကောက်ပွဲနဲ့ပတ်သက်တဲ့တက်မတော်ရဲ့ထုတ်ပြန်ချက်တွေကိုမယုံကြည်မှုတွေနဲ့ပတ်သက်ပြီး2021ခုနှစ်ကလေးကရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့လက်ရှိအချိန်မှာရွှေကောက်ပွဲကအကြမ်းဖက်မှုတွေပိုဖြစ်စေနိုင်တယ်လို့ရှုမြင်နေအကြမ်းဖက်မှုကိုကိုရီကျောင်းမှုတွေကတော့လုံရက်တွေကစကလုံးထက်ပိုကျေလောင်တယ်လို့ဆိုပါတယ်မင်းအောင်လိုက်နဲ့ဆွေးနွေးတာကနိုင်ငံရေးပြည်လည်မှုရလာမှာမဟုတ်ဘူးလို့နိုင်ငံအရှိတောင်ပိုင်းရှိတက်မတော်ကိုတိုက်ခိုက်နေတဲ့ကရင်နီတိုင်းဒေသ များကာကွယ်တပ်ဖွဲ့ဥက္ကဋ္ဌခွန်ပီတူကပြောပါရယ် ။လွန်ခဲ့တဲ့နှစ်90ကျော်ကပြည်ထောင်နိုင်ငံမှာလွတ်လပ်ရပြီးကလေးကတက်မတော်ကိုတီးကိုက်တိုက်ခိုက်တော်လှန်ခဲ့တဲ့ကရင်အမျိုးသားစည်းရုံးကပထမဆုံးပြစ်ခတ်ရစဲပြီးရဲ့နောက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရခြင်းမရှိဘဲအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုဆိုတာမဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဖြီသူအားလုံးအတူတူထိုင်ပြီးပြဿနာမဖြေရှင်းခင်မှာမင်းအောင်လိုင်းနီနဲ့နိုင်ငံတွင်းအကြမ်းဖက်မှုတွေအားလုံးကိုရပ်တန့်ဖို့လိုပါတယ်။ဒါတွေမပါဝင်ပဲတွေ့ဆုံဆွေးနွေးမှုကိုကျွန်တော်တို့လက်မခံနိုင်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူစောတော်နီက CNN ကိုပြောပါတယ်။ဒါပေမဲ့လည်းအခုနှစ်တွင်တိုးတ တက်မှုရှိလာနိုင်တယ်လို့ထုတ်သောရက်ကွက်တွေမှာမျှော်လင့်ချက်ရှိပါတယ်။စေဆိုးရကောင်းဆောင်နဲ့ဆွေးနွေးပြီးတဲ့နောက်မလေးရှားနိုင်ငံမှာအန်ဝါကအမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့လည်းအွန်လိုင်းမှာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။အာဆီယံအနေနဲ့ပထမဆုံးအာဏာသိမ်းမှုမှာဖိရှားခံရတဲ့မြန်မာနိုင်ငံမှာလွတ်တော်မတ်တီနဲ့တွေ့ဆုံကြလဲဖြစ်တဲ့မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရလိုမိမိကိုယ်ကိုခံယူထားတဲ့ NUG ကအကြက်တဲကိုဖြည့်ရှင်းဖို့သက်ဆိုင်သူအလုံးကိုပေါင်းစည်းရန်ထက်ခါတလဲလဲတောင်းဆိုခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။